What's up guys? The book of Thomas ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အလုံးမသိတဲ့အတိုင်းဒီနှစ်ဇူလိုင်လမှာဆိုရင် MCU ရဲ့ Fantastic Four ရုပ်ရှင်ထွက်လာတော့မှာပါ။ပြောရရင် Marvel မှာ Spider-Man ပြီးရတဲ့ကျွန်တော်ပထမဆုံးထွတီဘူးတဲ့ Hero အဖွဲ့ကတော့ Fantastic Four ပါ။ငငယ်ကလေးကကစ်စုံတို့ဆွဲစုံတို့ပုတက်တို့ရဲ့ဂျေဇုနဲ့ Fantastic Four Comic မြန်မာဘာသာပြန်တွေအများကြီးဖတ်ခဲ့ရပါတယ်။နောက်ပြီး Fantastic Four Animated Series တို့ TV မှာလည်း Fantastic Four ကတ်တုန်းကတော့လွင်တော့ကြီးခဲ့ဘူးလားမလို့ငငယ်တော့က Fantastic Four တော်တော်လေးသဘောကျခဲ့ပြီးကြိုက်ခဲ့ရတဲ့ hero တို့တွေဖြစ်ခဲ့ပါတယ်။ကြားထဲမှာ live fashion ကောင်းကောင်းမထွက်ခဲ့လို့သာ Fantastic Four နဲ့ပတ်သက်ပြီးနည်းနည်းမေ့ချင်ချင်းဖြစ်ခင်နေကြတာပါ။အခု Fantastic Four ရုပ်ရှင်အသစ်လေလာတော့မှဆိုတော့ငငယ်တော့ကဖတ်ခဲ့ဘူးတဲ့ Fantastic Four အကြောင်းကိုအောက်မရင်နဲ့ live fashion အနေနဲ့ကျွန်တော်မြင်ချင်ငယ်ဘူးတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဘူးပါလေ။ဒါပေမဲ့ဘယ်တော့မှမမြင်ရတော့ဘူးကတော့ရာခိုင်နှုန်းပုံများပါတယ်။ဒီနေ့တော့အဲ့ဒီဇာတ်လမ်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီဇလန်းကိုကျွန်တော်ပထမဆုံးဖတ်ဖို့တာကကစ်စုံချာနယ်မှာအခန်းစာအနေနဲ့ပါခဲ့တာပါနောက်ပိုင်းမှာ animated series မှာလည်းဒီပန်းကိုကြည့်ဖူးခဲ့ပါတယ်ဒါနဲ့အခုမှပြန်ရှာကြည့်တော့သူက Fantastic Four ရဲ့အစောဆုံး color ဇလန်းတစ်ပုဒ်ဖြစ်ခဲ့ပြီး Doom ပထမဆုံးစပါခဲ့တဲ့ comic လည်းဖြစ်ပါတယ်နောက်ပိုင်းမှာတော့ remake တွေအများကြီးထွက်ခဲ့ပေမဲ့ပထမဆုံး original ဇလန်းကတော့ Fantastic Four issue 5မှာစပါခဲ့တာပါဇလန်းချင်းကိုပြောပြရရင် Fantastic Four ကဒီချိန်မှာ superhero အဖွဲ့တစ်ခုဖြစ်နေပြီး Buster Building မှာ chill နေကြပါတယ် တညမှာတော့သူတို့ရဲ့တိုက်ကို energy ပိုက်ကွန်တစ်ခုနဲ့လာဖမ်းတာခံလိုက်ရပါတယ်။ခေါမိုးဘော်ကိုတက်ကြည့်လိုက်တော့လာဖမ်းတဲ့သူကဒွန်းဖြစ်နေခဲ့ပါတယ်။ Reed ကဒီအတောင်သူကြားဘူးတယ်ဆိုပြီး Vitavon Dun ရဲ့ငယ်ဘဝကိုပန်းတဲ့အနေငယ်နောက်ကြောင်းပြန်ပါတယ်။ဒါကတော့ကျွန်တော်တို့အားလုံးသိကြတဲ့ Dun ရဲ့ origin မှာ Latvia ကနေလာပြီးကျောင်းမှာ Reed နဲ့တငယ်ချင်းဖြစ်တယ်။တရားမဝင်စမ်းသပ်မှုတွေလုပ်ပြီးမတော်တဆမှုကြောင့်မျက်နှာပျက်စီးသွားပြီးကျောင်းထုတ်ခံလိုက်ရတယ်။နောက်ပိုင်းမှာ Tibet ဘက်ကိုရောက်ပြီးပျောက်သွားတယ်ဆိုတော့ Dun ရဲ့ original ဇာတ်လမ်းမှာ ဒွန်းကသူတို့အားလုံးကိုဖမ်းခေါ်သွားပြီးစူးတယောက်တည်းကိုတတ်တတ်ကျန်တဲ့ဘဲသုံးယောက်ကိုတတ်တတ်ခွဲပြီးဖမ်းလိုက်ပါတယ်။ဒွန်းကစူးကိုတစားကန်အနေနဲ့ဖမ်းပြီးကျန်တဲ့သုံးယောက်ကို time machine နဲ့အတိတ်ကိုပို့ပြီးပင်လယ်ဒမြာကြီး black bear ရဲ့ယန္တနာတွေကိုတွားရှာခိုင်းတာပါ။ဟုတ်ပါတယ်။နားကြမလွဲပါဘူး။ဒွန်းကဟိုသုံးယောက်ကိုယန္တနာရှာဖို့အတိတ်ကိုလွှတ်လိုက်တာပါ။အခုချိန်အနေနဲ့ကြားရရင်တော့ incursion တွေ multiversal war တွေနဲ့ကြမ်းလာတဲ့ဒွန်းကပင်လယ်ဓမြယန္နာရှာမယ်ဆိုတော့နည်းနည်းတော့ကြောင်အန်းဖြစ်နေပြီမဲ့သူစပေါ်ကစားတော့တော့ဒါအတော်မိုက်တဲ့ဇလန်တစ်ပုတ်ဖြစ်ခဲ့ပါတယ် ဒီလိုနဲ့ read ban နဲ့ johnny တို့တော့ယောက်အတိတ်ပင်လယ်ရမြခေတ်ကိုပြန်ရောက်သွားပြီးတင်မသားရောင်ဆောင်ကဘားတစ်ခုတည်းကိုဝင်ပြီးစနေနာကြပါတယ်အဲ့ဒီမှာပင်လယ်ရမြတွေကဒီသုံးကိုကြည့်ရတာဦးကြောင်ကြောင်နဲ့ဆိုပြီးစားစရာတွေအိတ်ဆိတ်ခတ်ပြီးပင်လယ်ရမြတင်မောဘော်ကိုရောင်းစားလိုက်ပါတယ် read တို့တွေနိုးလာတော့သူတို့ပင်လယ်ရမြတင်မောဘော်ရောက်နေပါပြီပင်လယ်ရမြခေါင်းဆောင်ကသူတို့ကိုလာချက်ပေးမယ်သူတို့ကစူပါဟီးရိုးတွေဆိုတော့လာချက်တဲ့သူတွေပဲပြန်ပြီးအချက်ခံလိုက်ရပါတယ်ဒီလိုနဲ့ read တို့သုံးယောက်ကတင်မောဘော်အသာစီးရသွားပြီးဘန်ကကပတိန်ဖြစ်သွားပါတယ် ဘန်ကကပတိန်ဖြစ်ပြီးတဲ့နောက်ဘလက်ပီရက်တင်မောကလာတိုက်ပါတယ်။ဘန်ရဲ့ဥဆောင်မှုနဲ့အတူပြန်လည်တိုက်ခိုက်တာအနိုင်ရခဲ့ပြီးရန်နာတွေကိုလည်းသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ original မှာဒီနောက်ကြမှာသိလိုက်ရတာဘလက်ပီရက်ဆိုတာအတိတ်မှာဘန်ဖြစ်နေခဲ့တာဖြစ်နေတာပါ။ဘလက်ပီရက်ရဲ့ရန်နာတွေဆိုတာလည်းသူတို့အခုရလိုက်တဲ့ရန်နာတွေပါ။ဒါနဲ့ဒါရီကိုယူပြီးပြန်ရမယ်လို့ပြင်မဲ့ Reed ကရန်နာတွေကိုတုံပစ်ပြီး Johnny ရဲ့မီးတွေနဲ့တစ်တာကိုဖြည့်လိုက်ပါတယ်။သူတို့မျက်မှောက်ခေတ်ကိုပြန်မယ်လို့မှဘန်ကပင်လယ်ထဲမှာလောက်ရတဲ့ကြိုက်သွားပြီးဒီမှာပဲနေခဲ့တော့မယ်ဆိုပြီးဖြစ်သွားပါတယ် ဒီမှာလည်းနှစ်ခုကွဲပါသေးတယ်။ remake တွေမှာ Reed တို့ Johnny တို့က Fast and Furious လို We Are Family ဘာညာကွီးကွာတွေတရားဟောလိုက်တာမှာ ban အမြင်မှန်ရပြီးတန်းပြီးပြန်လိုက်လာပါတယ်။ original မှာတော့လိုက်မလာပါဘူး။ Reed တို့ကမ်းမော်ပြောင်းတဲ့အချိန်မှာသူ့ရဲ့သင်္ဘောမုံတိုင်းမိပြီးပြက်သွားလို့ကမ်းမော်ပြန်တင်လာပြီးမှမျက်မှောက်ခေတ်ကိုအတူပြန်လာပါတာပါ။မျက်မှောက်ခေတ်ပြန်ရောက်လာတော့ဒွန်းကိုမီးရွေထက်ထားတဲ့တစ်တာနဲ့ဂျင်းထက်လိုက်တာဒွန်းရဲ့ဝိဇုံကြီးမီးလောင်သွားပြီးအောက်ကတန်ချက်ကအာမှာပဲကျန်မာတော့တယ်။ remake တွေမှာတော့ဒီလိုဖြစ်ပြီး doom ကထွက်ပြေးသွားတာနဲ့အဆုံးသတ်သွားပြီး original မှာတော့ fantastic four လေးရောက်အလူးလဲခံရပြီးပြန်ကြိတ်တော့မှထွက်ပြေးသွားတာပါနောက်ထပ်ကွဲပြားတဲ့တစ်ချက်က comic တွေမှာတော့ကျွန်တော်ဖတ်ခဲ့ဘူးတော့ပင်လယ်ဒင်းများတွေစီသွားပေမဲ့ animation မှာကတော့ shake it greek kick ကရန်နာကိုရှာရတယ်ဆိုပြီးတော့လုပ်ထားတာပါဇလန်ကတော့ဒီဟာလေးပါပဲဒီဇလန်ကိုဘာလို့ live version မှာမမြင်ရမှာလဲဆိုရင်အခုချိန်မှာတမယိုးကျ time travel ဇလန်တွေကခင်မရှိတော့လို့ပါနောက်ပြီး MCU ရဲ့ Multiverse Story ကိုဥတီရမှာလဲဒီဇလန်ကအကင့်ညီမှုမရှိတော့ပါဘူး ရောဘတ်ဒေါင်းနီဂျူနီယာကိုလည်းဒီလိုတာမန်ဇလန်လောက်နဲ့ဒွန်းအနေနဲ့ပြန်လာတာသိပ်မတန်ပါဘူး။ဒါပေမဲ့ဒီဇလန်ကိုသာ2005 Fantastic Four ရဲ့ sequel အနေနဲ့ရိုက်ခဲ့မယ်ဆိုရင်တော့တော်တော်မိုက်ခဲ့မယ်ဇလန်ပါ။ Original Fantastic Four ကဇလန်မိုင်းဝိရေနဲ့တရုပ်ဆောင်တွေကတော့တကယ် perfect ပါ။ကျွန်တော်မျက်စိထဲမှာအခုချိန်ထိ John Krasinski ရော Pedro Pascal ရော read လို့မြင်မရသေးပါဘူး။ Say that again. ဒီကောင်ကတော့စကားလေးထည့်မပြောပါဘူး။ခုချိန်ထိကျွန်တော်တက် Definitive Live Version read ကတော့ IO1 Graphite ပါပဲ။ ီဇလန်ကိုဒါ sequel အနေနဲ့ရိုက်ခဲ့မှဆိုရင် Fox ရဲ့ Fantastic Four ကလည်း trilogy အနေနဲ့ဖြစ်သွားနိုင်မှာလေ။နောက်ပြီးအဲ့ဒီအချိန်က Paris of the Caribbean ရဲ့ Dead Man Chest တို့ Edward's End တို့ထွက်ခဲ့တဲ့အချိန်တွေဖြစ်နေလို့ Paris Tran လည်းအားကောင်းနေတဲ့အချိန်မှာ Fantastic Four ဒါ time travel concept နဲ့ Paris Attack မှာမြင်ရမှဆိုရင်တစ်ခေတ်တစ်ခါအနေနဲ့အတော်မိုက်ခဲ့မဲ့ဇာတ်ကားတစ်ခုဖြစ်မှာသိကြပါပဲ။ပထမကားကိုပထမကားတိုင်းလို့ဒီဟာကိုဒုတိယကားတိုင်းလို့ပြီးဒုတိယကားဖြစ်နေတဲ့ Rise of the Silver Surfer ကိုမှတတိယကားအနေနဲ့လုတ်လိုက်ရင် trilogy အနေနဲ့တော်တော်လေးကြီးကောင်းခဲ့မယ်လို့ကျွန်တော်တို့ထင်ပါတယ်။ အခုတော့ Multiversal Concept နဲ့ Fantastic Four ကိုပဲဆောင်းမြောကြည့်ရှုကြတာပေါ့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ Brother or Sister တို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးရေးသားသားလို့ရပါတယ်အားလုံးပဲ Peace